ဒီနေ့လူရှင်များ ဖြစ်ကြတဲ့ဥဝေပြို့တော်ယူမုံတို့မိသားစုမိတို့ရဲ့မင်္ဂလာခရီးလမ်း22နှစ်တိုင်အောင်ရှောက်လှန်ခဲ့ကြပြီမိသားစုဘဝတွေအေးချမ်းသာယာဖို့ကောင်းကျိုးဒုက္ခတွေနဲ့ပြည့်စုံဖို့ကုသိုလ်ကောင်းမှုတွေပြုလုပ်အားထုတ်ကြတဲ့မင်္ဂလာရှိသောဒါအလူပွဲမှာပျော်ရွှင်ချမ်းမြေ့ပွေကောင်းသောမိသားစုဘဝဆိုတဲ့ကောင်းစဉ်နဲ့ တရားစကားအနေငယ်ပြောကြားပေးပါမယ်မိသားစုရစုရဲ့လို့ဖြစ်လာပြီးဆိုရင်ပစ္စုပန်အကြောင်းတရားကြောင့်လည်းပါသလို အတိတ်ဘဝကပါလာတဲ့ကုသိုလ်ရည်စက်ကြောင့်လည်းမိသားစုတွေလာပြီးတော့ဆုံတွေ့ရတယ်ဂျုံတွေ့ရအဲ့လိုဂျုံတွေ့ဆုံတွေ့ရတော့မိမိတို့ရဲ့မိသားစုဘဝကို ပိစုပံမှာလဲချမ်းသာအောင်တန္တရာမှာလဲချမ်းသာအောင်အတူတကွနောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်ခံစားဖို့အတွက်ပျော်ရွှင်ချမ်းမြေ့ပွေကောင်းသောမိသားစုဘဝတစ်ခုကိုဖန်တီးဖို့ဒါလည်းလိုအပ်ပါတယ်ပျော်ရွှင်ချမ်းမြေ့ပွေကောင်းသောဆိုတာမိသားစုတစုယက်တီနိုင်ဖို့အတွက်မိသားစုတွေအချင်းချင်းချမ်းသာဖို့အတွက်ငြိမ်းချမ်းဖို့အတွက်လိုင်းနာတဲ့လိုင်းနာထိုက်တဲ့တရားတွေဆိုတာ ဗုဒ္ဓမြတ်ဖုရားဟောကြားတော်မူတဲ့တရားတွေအများကြီးရှိတယ်။အဲ့ဒါကဦးဇင်းတို့နည်းနည်းလေးပြောကြားဆုံး။မြတ်စွာဘုရားကမိသားစုဘဝတွေအေးချမ်းဖို့မိသားစုဘဝတွေငြိမ်းချမ်းဖို့မိသားစုဘဝတွေတာယာဖို့အတွက်နိုင်နာချင်းတုံရမယ်တရားနံပါတ်၁ဒါနနံပါတ်၂ပိယဝါစာနံပါတ်၃အထစရိယနံပါတ်၄တမာနထတ္တာဒါပါဠိလိုပြောတာဦးဇင်းတို့မြန်မာလိုပြောကြားဆုံး နပတိဒါနာဘေးလူကံဘေးကံလူတန်းမှုနဲ့လည်းပြည့်စုံရဘေးကံလူတန်းနဲ့ဆိုတာယခုလိုမျိုး မင်္ဂလာထိမ့်မှတ်တွေမှာလူတန်းတဲ့ဒါနာကိုလည်းဒါဒါနာလို့ခေါ်တယ်မိသားစုအချင်းချင်းဥမာဆိုပါစို့ဥဝေဖြိုးရဲ့မွေးနေ့ကို ရောက်လာပြီဆိုရင်တော်ယူမွန်တို့ကကိုယ့်ရဲ့ယောက်ျားမွေးနေ့မှာမွေးနေ့ပွဲတွေလုပ်ပေးရမယ် ပေးမွေးနေ့လက်ဆောင်တွေပေးရမှာမိသားစုချင်းချင်းနဲ့ပေးရမှာအဲ့တော့မှဒါနဲ့တယောက်နဲ့တယောက်တစ္ဆာတွေမေတ္တာတွေကြီးမားပြီးတော့ပျော်ရွှင်စရာကောင်းသောမိသားစုဖြစ်လာတို့တူပဲတော်ယူမွန်ရဲ့မွေးနေ့ကိုရောက်လာပြီးဆိုရင်ဒီတိုင်းပဲအဝေဖြိုးတော်ကဒါမိမိရဲ့ဇနီးမယားကိုအမတ်တရအနေနဲ့မွေးနေ့လက်ဆောင်တွေပေးရအချင်းချင်းမိသားစုအချင်းချင်းအဲ့တော့မှဒါရင်ချစ်ကြွဝင်မှုကပိုလို့ခိုင်မြဲတာပေါ့ ထို့တူပဲအာသမီတွေမွေးနေ့ရောက်တိုင်းရောက်တိုင်းမိဘတွေကမွေးနေ့ပွဲတွေကိုတိချာစီစဉ်ပေးရမယ်။မွေးနေ့လက်ဆောင်တွေပေးရမယ်။အမတ်တရားပစ္စည်းတွေဝယ်ပေးရမယ်။အဲ့ဒီဒါနဆိုတဲ့တရားကလည်းဒီပရိသတ်ကြီးပွားဖို့မိသားစုဘဝတွေချမ်းသာဖို့ဟာတိတ်ပြီးတော့အရေးကြီးတယ်။ရုပ်ဆွမ်းအဆုံးအာသမီတွေစားတော့ဖို့အတွက်မိဘတွေချစ်ပြုတ်တဲ့နေရာမှာလည်းပဲစေတနာထားရင်ဒါဒါနဖြစ်သွားတာပဲ။ ။အော်ငါသားလေးသမီးလေးငါလင်ယောက်ျားတွေငါဇနီးမယားတွေအစာအာဟာရတွေကိုကောင်းကောင်းမွန်မွန်သုံးဆောင်နိုင်ပြီးတော့လောကီအကျိုးစီးပွားလောကုတ္တရာအကျိုးစီးပွားတို့ကိုကြိုးစားအားထုတ်နိုင်ပါစေဆိုတဲ့စေတနာထားပြီးချက်ပြုတ်ကျွေးမွေးရင်လည်းပဲဒါဒါနကုသိုလ်ထဲမှာပါသွားတရားမို့အချင်းချင်းချစ်ကြံဝင်ဖို့ဆိုတာမိသားစုအချင်းချင်းပျော်ရွှင်ချမ်းမြေ့ပွေကောင်းသောမိသားစုတစုဖြစ်ဖို့အတွက်နံပါတ်၁ ဒါနဆိုတဲ့အကြောင်းတရားလေးလိုအပ်တယ်နောက်တစ်ခါနံပါတ်2ပြိယဝါစာချစ်ဖွယ်သောစကားကို ပြောဖို့ဒါလည်းအရေးကြီးတာပဲဥစဉ်တို့တောင်နဲ့တယောက်စကားပြောရင်ဒီရန်ကုန်ရဲ့အနေထားဆိုရင်အဖေကြီးတို့အမေကြီးတို့အဲ့လိုပြောကြတာဒါအလွန်တရားတာယာနာ ပြောပွဲကောင်းသော စကားတွေပေါ့ဥစဉ်တို့တောရွာတွေမှာဆိုရင်တော့ အဲကိုယ့်ရဲ့လင်ယောက်ျားကိုခေါ်ရင်ယောက်ျားနာမည်ကိုမခေါ်ကျွန်တော်ဘဒူရဲ့အဖေဘဒူရဲ့အမေစသဖြင့်ဒီမျိုးခေါ်ကြတကယ်တမ်းကိုယ့်ယောက်ျားကိုစကားပြောတဲ့ဆိုတဲ့နေရာမှာလဲကျင်းကျင်းနာနာစကားတွေပြောတတ်ဖို့ဒါလည်းအရေးကြီးတာဥစဉ်တို့ရေးဘက်ချမ်းမှာဆိုရင်အဲသူတို့ရဲ့အသုံးနှုံးလေးကသိပြီးတော့ကြည်နူးเสียကောင်းတဲ့အဖေကိုခေါ်တော်မှအဖေလို့မခေါ်ဘူးဖေဖေလို့ခေါ်အမေဆိုရင်လဲမေမေလို့ခေါ်တာအလွန်တရာကြည်နူးเสียကောင်းတာပေါ့ ေဖေမေမေနှလုံးဆင်ပြီးတော့ခေါ်လိုက်တာပို့ပြီးတော့အတိတ်တွေကြီးမားသွားတာပေါ့အဲ့လိုမျိုးတယောက်နဲ့တယောက်စကားပြောတဲ့နေရာမှာအဖေကြီးအမေကြီးဖေဖေမေမေသာသမီတွေကလည်းကိုယ့်ရဲ့အဖေကိုဖေဖေလို့မေမေလို့ခေါ်လိုက်တော့တန်ဖိုးရှိတာနားထဲမှာချမ်းသာဆိုတာမရှိဘူးယခုခေတ်စကားလိုမျိုးဒဲဒီတို့မာမီတို့ပြောမဲ့အစားကိုဗုဒ္ဓဘာသာတလေးထုံးစံအယဖေဖေတို့မေမေတို့တယောက်နဲ့တယောက် ကျင်ကျင်နာနာနဲ့ပြောဆိုဆက်ဆံကြရင်လည်းပဲအဲ့ဒီမိသားစုကပျော်ရှင်ချမ်းမြေ့ပွဲကောင်းသောမိသားစုဖြစ်မယ်နေပဲငါပဲဆိုပြီးတော့နေနဲ့ငါနဲ့ပြောနေဆိုရင်ကိုယောက်ျားကိုလည်းမလေးစားကိုဇနီးမယားကိုလည်းမလေးစားတန်ဖိုးမထားပဲနဲ့နေနဲ့ငါနဲ့နေနဲ့ငါနဲ့ပဲပြောနေမယ်ဆိုရင်အဲ့ဒီမိသားစုမှာ စိတ်ဝမ်းကွဲเสียရပြီးနဲ့လဲကြုံတွေ့နိုင်တ တရားမို့စကားပြောဆိုတဲ့နေရာမှာချင်းချင်းနာနာချစ်ပွေသောစကားဦးဇနောတတော်ကောင်းတို့ကြားဘူးပါလိမ့်မယ်ဖရာအောင်နွားမင်းဖြစ်တဲ့ဘဝတောင်မှ သူ့ရဲ့သခင်ကိုအမြဲတမ်းသူခွန်အားနဲ့လှုပ်ချွေးနေတာတနေ့တော့ကမှသူ့သခင်ကသူ့ကိုရိုင်းဆိုင်သောစကားပြောလိုက်တာရိုင်းဆိုင်သောနွားတန်ဖိုးမရှိသောနွားယုံလိုက်ပါလားဆိုပြီးတော့အဲ့ဒီကျန်တဲ့စကားကိုပြောလိုက်တဲ့အတွက်ကြောင့်ဒီဖရာအောင်နွားကြီးက ယုံနိုင်ရဲ့သားနဲ့မယုံဘဲနဲ့ခြေစုံရက်နေတာ။ဘာကြောင့်လဲဆိုတော့ငါ့ကိုကြမ်းတမ်းတဲ့စကားမပြောနဲ့။ချိုတာသောစကားပြောရင်သင်စည်းပွားလိုချင်တဲ့ကောင်ငါရှာပေးမယ်ဆိုပြီးတော့အဲ့ဖရာလောင်းနွားမင်းကြီးကသူ့တခင်ကိုပြန်ပြောလိုက်တာ။ဆိုလိုတာကလောကမှာရှိနေတဲ့လူတိုင်းလူတိုင်းချစ်ဖွဲ့သောစကားကျင်နာသောစကားကိုပြောရင်သိပ်ပြီးတော့မကြိုက်တဲ့ပုဂ္ဂိုလ်တရားမှမရှိဘူး။ကိုမွေးလာတဲ့တတိယဆန္ဒရာစား တို့ကိုချစ်ခင်ကျင်နာစွာသော စကားကိုပြောရင်ကိုယ်ပေါ်မှာတို့ကမေတ္တာကိုလူဆက်ဆံကြတာပဲထို့တူပဲမိသားစုတစုမှာလည်းဒီတိုင်းပဲအဖေလို့တဲ့ပုဂ္ဂိုလ်ကလည်းကိုယ့်ရဲ့ဇနီးမယားကိုအမေလို့တဲ့ပုဂ္ဂိုလ်ကကိုယ့်ရဲ့နှင်ယောက်ျားကိုကိုယ့်ရဲ့သားသမီးတွေကိုတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ချင်းချင်းနာနာတဲ့မိသားစုထမင်းဝိုင်းမှာဆုံလက်ဆောင်ကြပြီးတော့စားတောက်ကြမယ်ဆိုရင်အဲ့ဒီမိသားစုကပျော်ရွှင်ချမ်းမြေ့ပွေကောင်းသောမိသားစုတစုဖြစ်လာမှာဖြစ်ပါတယ် နောက်တစ်ခါအထစရိယအကျိုးစီးပွားကိုကြည်ရမယ်မိသားစုတစုဖြစ်လာပြီးဆိုရင်ယောက်ျားပဲရှာရှာမိန်းမပဲရှာရှာရလာတဲ့ပစ္စည်းဥစ္စာကကိုမိသားစုချမ်းသာဖို့အတွက်ပဲအဲ့ဒီမိသားစုချမ်းသာဖို့အတွက်ရှာနေတဲ့အတွက်ကြောင့်အလဟတကုံမဲ့လုပ်ငန်းတွေလောင်ကစားတို့အယက်သေးစားတောက်စားတာတို့အပျော်အပါတို့အဲ့ဒါတွေကိုရှောင်ကျင်ရမယ် ဥမာဆိုပါစို့ကိုကရလာတဲ့ PC ဥစ္စာတွေကိုအလောင်းကစားလုပ်ပြီးဆိုရင်အဲ့ဒီမိသားစုမှာအဆင်ပြေမှာမဟုတ်တော့ဘလောက်ပဲချမ်းသာကြွယ်ဝနေပါစေ အလောင်းကစားတွေအပျော်ပါးတွေအတော့စားတွေမတ်လာပြီးဆိုရင်စီးပွားရေးလုပ်ငန်းကိုလည်းကိုယ်တိုင်ကိုယ်ချဦးစီးဦးဆောင် လုပ်ရမယ့်နေရာမှာမလုပ်ဘဲနဲ့အော်လငယ်သားတွေနဲ့လွှဲထားတဲ့အတွက်ကြောင့်စီးပွားရေးတပြေးပြေးနဲ့ ချွတ်ချုံကြလာမှာဖြစ်ပါ။ဒါကြောင့်မို့အာထာစရိယယောက်ျားကလည်းမင်းအမျိုးသမီးရဲ့အပေါ်မှာအမျိုးသမီးကလည်းယောက်ျားရဲ့အမလင်ယောက်ျားရဲ့အပေါ်မှာမိသားစုရဲ့အပေါ်မှာငါရှာလာတဲ့ပစ္စည်းဥစ္စာသည်ငါတို့ရဲ့မိသားစုချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနေနိုင်ဖို့အတွက်ရှာကြံထားတဲ့ပစ္စည်းဥစ္စာငါတို့စူးစမ်းထားတဲ့ပစ္စည်းဥစ္စာသည်ငါတို့မိသားစုအကျိုးစီးပွားအတွက်ဒီစုပ်ပံမကတန်တရာအတွက်ပါ အကျိုးစီးပွားတွေဖြစ်ထုံဖို့ငါတို့ရှာဖွေရတယ်ဆိုတဲ့တယောက်နဲ့တယောက်မိသားစုပေါ်မှာငင်းညာသောစိတ်တွေမွေးရင်အဲ့ဒီမိသားစုဟာချမ်းသာတာပဲအဲ့လိုမှမဟုတ်ဘဲနဲ့ယောက်ျားကလည်းငါရှာနိုင်တယ်လို့ငါသုံးမယ်အမျိုးသမီးကလည်းငါရှာတတ်တဲ့ဥစ္စာငါသုံးမယ်ဆိုပြီးတော့ငါတကောကောပြီးတော့နေကဘလောက်ရှာလို့နိုင်လို့လဲငါကကောဘလောက်ရှာနိုင်လို့လဲစသဖြင့်နေနေငါတွေနဲ့ကတ်တွက်ပြီးတော့ မမနာတွေထားကြမယ်ဆိုရင်အဲ့ဒီမိသားစုဘလောက်ပဲပစ္စည်းဥစ္စာချမ်းသာချမ်းသာအေးချမ်းသောမိသားစုငြိမ်းချမ်းသောမိသားစုပျော်ရွှင်စရာကောင်းသောမိသားစုဖြစ်လာမှဖြစ်လာဖို့မလွယ်ကူဘူးပေါ့ယနေ့ကေကာလဆိုရင်ကျိုးဥစဉ်တို့ငငယ်တုန်းကဆိုရင်တော့အိမ်မှာအိမ်တောင်စုတစုဖြစ်လာပြီးဆိုရင်အဖေရှာလာတဲ့ပစ္စည်းဥစ္စာနဲ့ကြံတဲ့မိသားစုတွေအားလုံးရက်တီတို့ရတယ် ငကိုခေကပေါ့ယခုခေကြတော့အဲ့လိုမဟုတ်တော့ဘူးအိမ်မှာမိသားစု၄ယောက်ရှိရင်၄ယောက်လုံးရှာဖွေနိုင်မှမိသားစုဘဝကချောင်းလဲတာအဲ့လိုရှာဖွေတဲ့နေရာမှာယောက်ျားလည်းရှာဖွေသလိုမိန်းအမျိုးသမီးလုံးတဲ့ပုဂ္ဂိုလ်ကလည်းရှာဖွေရမှာပဲအဲ့လိုရှာဖွေတဲ့နေရာမှာမမနာတွေမထားနဲ့ဘသူပဲရှာရှာငါတို့မိသားစုချမ်းသာဖို့ပဲဘသူပဲလုံလုံငါတို့မိသားစုချမ်းသာဖို့ပဲဆိုပြီးတော့မိသားစုအကျိုးကိုကြည့်ပြီးတော့ ရလာတဲ့ပစ္စည်းဥစ္စာတွေသုံးတင်သုံးတင်ဒါသုံးမယ်စုတင်ဒါစုမယ်ပြန်လည်ပြီးတော့ယင်းကြီးမြုပ်နှံရမယ့်နေရာမှာယင်းကြီးမြုပ်နှံမယ်ဆိုတဲ့စီမံကိန်းတွေချပြီးတော့မိသားစုအကျိုးစီးပွားကိုဆောင်ရွက်ကြမယ်ဆိုရင်အဲ့ဒီမိသားစုဟာချမ်းသာတာပဲနောက်တစ်ခါမိသားစုစီပွားရေးပြည့်မဲ့အကြောင်းတရားကြီးခုနကဦးစင်းပြောခဲ့တဲ့အတိုင်းပဲရဲသေးစားတောက်စားတာတို့လောင်းကစားလှုပ်တာတို့အပျော်ပါးတွေလိုက်စားတာတို့ဒါတွေကိုလည်းပဲ တို့မိသားစုရဲ့အကျိုးကိုကြည်ပြီးတော့ရှောင်ကျင်ရမယ်။ဥမာဆိုပါစို့ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ကအိမ်ဆောင်ကြီးဖောက်ပြန်ပြီးတော့အပျော်ပါးတွေလိုက်စားနေပြီးဆိုရင်အဲ့ဒီအိမ်ရဲ့မိသားစုဟာအမြဲတမ်းစိတ်ဆင်းရဲနေရမှာပဲ။ပြန်ချိန်ကြရင်မပြန်တဲ့အတွက်ကြောင့်စင်ကြီးများကမျောနေရတယ်။လာချိန်ကြရင်မလာတဲ့အတွက်ကြောင့်မိသားစုတွေအမျိုးမျိုးဒုက္ခတွေကြုံနေရတယ်။အပျော်ပါးတွေလိုက်စားတဲ့အတွက်ကြောင့်စင်းရဲစရာတွေအများကြီးကြုံတွေ့ရတယ်။ ထို့သူပဲစနီမယားကအိမ်တော်ကြီးဖောက်ပြန်နေပြီဆိုရင်လည်းပဲအဲ့ဒီအိမ်တော်ကြီးမှာအစင်မပြေမှုတွေအများကြီးဖြစ်ပေါ်လာတယ်။ဒါကြောင့်မို့မိသားစုရဲ့လို့ဖြစ်လာပြီးဆိုရင်သူ့အချိုးကိုအချိုးမိသားစုရဲ့အချိုးကိုကြည့်ပြီးတော့မလုံတဲ့တဲ့အလုပ်ကိုမလုပ်ဖို့လုံတဲ့တဲ့စီးပွားရေးကြီးစူးစမ်းလုပ်ဖို့ဒါလည်းအရေးကြီးတာပဲ။အဲ့ဒါအထစရိယာလို့ခေါ်တယ်။ နောက်တစ်ခါတမာနန္ထတံမိသားစုအချင်းချင်းမေတ္တာတွေကရုဏာတွေမုဒိတာတွေလည်းပွားရတရားနဲ့တရားတကယ်ကိုချစ်ခင်စုံမဲ့တဲ့စိတ်မိသားအမောင်နှမအရင်သဖွယ်ချစ်ခင်တဲ့မေတ္တာတရားတွေကရုဏာတရားတွေမုဒိတာတရားတွေထားဖို့ဟာလည်းသိအရေးကြီးတယ်အားလုံးအားလုံးကို ကိုယ်နဲ့တန်းတူထားပြီးတော့ဆက်ဆံကြမယ်ဆိုရင်အဲ့ဒီမိသားစုဟာချမ်းသာတာပဲကြွယ်ဝတာပဲ အလုံးမမဟုတ်ဘဲနဲ့အာသူ့အမျိုးကိုအမျိုးသူ့ဘက်ကိုဘက်မမြမတနဲ့ဆက်ဆံလာပြီးဆိုရင်အဲ့ဒီမိသားစုဟာအကြရင် အရှင်မပြေဖြစ်လာပါတယ်။ဒါကြောင့်မို့တမန်တထတာကိုနဲ့တန်းတူထားပြီးတော့ငါချမ်းသာတယ်လို့ငါမိသားစုတွေချမ်းသာအောင်ငါကြိုးစားမယ်။ငါမိငါဘက်ကမိသားစုတွေချမ်းသာတယ်လို့သူ့ဘက်ကမိသားစုတွေချမ်းသာအောင်လည်းငါကြိုးစားပေးမယ်ဆိုတဲ့နှစ်ဖက်သောမိဘတွေရဲ့အပေါ်မှာ နှစ်ဖက်သောအတိုင်းဝိုင်းရဲ့အပေါ်မှာမေတ္တာတွေကရုဏာတွေမုဒိတာတွေထားပြီးတော့ဒန်းတူအခွင့်အရေးတွေထားပြီးတော့စ조사ဆောင်ရွက်ကြမယ်ဆိုရင်ပမာဏတ္ထာတဂုံနဲ့ပြည့်စုံပါအဲ့ဒီအင်္ဂါ၄ပါးနဲ့ပြည့်စုံပြီးဆိုရင်အဲ့ဒီမိသားစုများသည်အလွန်တရာပျော်စရာကောင်းသောမိသားစုဘဝအလွန်စရာအလွန်တရာချမ်းသာစရာကောင်းသောမိသားစုဘဝအလွန်တရာငြိမ်းချမ်းပွေကောင်းသော မေတ္တာစုဘဝတွေဖြစ်လာမှာဖြစ်ပါတယ်။အကြောင်းမို့ဥဝေဖြောတို့တော်ယုံမွန်တို့22နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်အထင်ချိန်တိအောင်မိမိတို့မေတ္တာစု တိုင်တိုင်ဝိုင်းဝိုင်းနဲ့ချမ်းချမ်းသာသာနဲ့ပြည့်ပြည့်စုံစုံနဲ့နေနိုင်ဖို့အတွက် ခန္ဓာကဖရာဟောတော်မူတဲ့အကြောင်းတရား၄ပါးကိုငကိုယ်တော်ကားတဲ့လိုင်းနာကျင့်သုံးတယ်ယခုလည်းလိုင်းနာကျင့်သုံးရမယ်။နောက်တန္တရာတလျှောက်လုံးနဲ့လိုင်းနာကျင့်သုံးရမယ်။ဒါနာဆိုတဲ့ အကြောင်းတရားပိယဝါစာဆိုတဲ့အကြောင်းတရားအထသရိယဆိုတဲ့အကြောင်းတရားတမနတ္ထတာဆိုတဲ့အကြောင်းတရားအဲ့ဒီအကြောင်းတရား၄ပါးကိုမိသားစုတွေအတူတကွလိုင်းနာချင်းသုံးဆောင်ရွက်နိုင်ကြသဖြင့်ယခုဘဝမှာလည်းချမ်းသာကြည်ပွားတန်တရာမှာလည်းချမ်းသာကြည်ပွားနောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်မိသားစုအတူတကွ ဝင်ခံဝင်ဆင်ဆုံးခံစားဆန်းစားနိုင်သော နိဗ္ဗာန်ချမ်းသာတန်အောင်ရောက်ရှိအောင်ကြိုးစားအားထုတ်နိုင်သောမိသားစုဘဝအတီတီဖြစ်ကြပါစေဂုံတတိသာဓုသာဓုသာဓုပါဗျာခိုင်ရစချရအောင်တမိဇက်ခွက်ခိုင်ရင်သာဓုပါခိုင်ဟုတ်ပြီလိုက်ဆိုလိုက်အရှင်မြတ်တို့ဖျား တပြည့်တော်များသည်ကောင်းကျိုးချမ်းသာကျက်ပြေမင်္ဂလာအဖျားဖျားတို့နှင့်တနေ့တချာတို့ဘွာပြေဆုံးပါစေချင်းအကျိုးငါ၎င်းတပြည့်တော်တို့မိသားစုဘဝตาญาချမ်းမြေပွေကောင်းသောငြိမ်းချမ်းပွေကောင်းသော မိသားစုဘဝဖြစ်နိုင်ဖို့ယံရည်တန်လျက်ယနေ့ယခုနိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်၌သတင်းသုံးတော်မူကြကုန်သောဖရာအမှုရှိသောတန်ဃာတော်အရှင်မြတ်တို့အား၂၂နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အထိန်အမှန်အပြည့်ပြည့်ဆွမ်းအစရှိသောလူဒန်းပွေရာအဖျားဖျားတို့ကိုလူဒန်းရသောဒါနကုသိုလ်စောက်တီရသောသီလကုသိုလ်ပရိတ်တရားနာယူရသောဟောကြားရသော ภาวนากุตุอีตุปองอัญญัญญัตตกุตุกันเสดนาติพยาตะปิโดตุอโลชีอัตตบวตัมปัตติบวอสินอตันမြင့်တထမြင့်ချင်းဘောဂတံပတ္တိ စည်းစိမ်ဥစ္စာယတနာရွှေငွေတနေ့တစ်ချာတိုးပွားပြည့်စုံခြင်းအာရောကြတံပတ္တိအနာယောဂကိစင်ကွာ၍ဘဝခန္ဓာကြမ်းကြမ်းမာမာချမ်းချမ်းသာသာရွတ်ဆောင်နိုင်ခြင်း နိဗ္ဗာန်သံပတ္တိကိုနာတိယေဒုက္ခပေတို့ဤငြိမ်းအရာအမှန်မြတ်နိဗ္ဗာန်သို့ရောက်နိုင် ရနိုင်ခြင်းအစရှိသောအကျိုးတရားတို့နှင့်တနေ့တချာတို့ဘွား ပြည်စုံရပါလို၏အရှင်မြတ်တို့ဖရာယနေ့ယခုဖရာတပည့်တော်တို့မိသားစု22နှစ်ပြည့်နှစ်ပတ်လည်မင်္ဂလာအထိန်အမှတ်ပြုလုပ်အားထုတ်ရသောကုသိုလ်ကောင်းမှုအဖို့ဘာကားတို့ကို ယခုဘဝရှိရှိဘဝတောဆัจ जा သောမိဘဘိုးဘွာဆရာသမားတို့အားအစထား၍အတိအတိသောကိုဆောင်နဲ့ဣတကတောဆောင်နဲ့ကဘာဣစီတီတော်ဆောင်နဲ့ ကပါအေးကုံးမြေဆောင်နံမြို့ဆောင်နံနိုင်ငံဆောင်နံကပါဆောင်နံသာသနာတော်ဆောင်နံအပါအဝင်32ပုံကျင်းလေကုန်သောဝိနည်းယဒုခိတဒုခိတတတဝအပေါင်းတို့အား အမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏အာလုံးသောလူနာပြေမအတဝအနန္တမန္တမြတော်သည်ဖရာတပြည့်တော်တို့နှင့် ညီတို့ညီမြအမြရ၍ထတ်တူထမြကုသိုလ်ရ၍ကိုစိမ့်နှဖျားကျမ်းမာကြသည်ကိုစိမ့်နှဖျားချမ်းသာကြသည်ကိုစိမ့်နှဖျားဝမ်းသာကြသည် ဖြစ်ကြပါစေတော်ကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လော တာတုတာတုတာတုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတုပါဗျာ